ျွန်တော်နောက်မှမြင်တွေ့ရတယ်တကယ်ကိုချစ်ဖို့ကောင်းတဲ့ယုံလေးပါပဲခင်ဗျာဟုတ်ကဲ့အဲ့ယုံပိုင်ရှင်အမနဲ့လည်းကျွန်တော်ဆက်ပြီးတော့မေးမြန်းတော့မှာဖြစ်ပါတယ်အမရဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်အမနာမည်လေးပဲဆက်ပြီးပါဦးအမကျွန်မနာမည်ကယမင်းတီတီပါရှင်ဟုတ်ကဲ့အမဒီချစ်စရာကောင်းတဲ့ယုံလေးတွေပေါ့နော်အမဆက်ဆက်ချင်းမွေးဖြစ်ခဲ့တဲ့အကြောင်းလေးလည်းပြောပြပေးပါဦးပါဟုတ်ကျွန်မယုံလေးတွေကငငယ်ကလေးကမွေးချင်တာပေါ့ဟုတ်ငငယ်ကလေးကမွေးချင်တာဒါပေမဲ့စမွေးဖြစ်တာတော့ဒီ2018လောက်မှစမွေးဖြစ်တာအဲဆိုတော့ဟိုငငယ်တုန်းကကျတော့ကြောင်းတစ်ဖက်နဲ့ဆိုတော့လေအဲမွေးရအဆင်မပြေဘူးဆိုတော့အဲဒီမှာ2018လောက်မှစပြီးမွေး ွေးခဲ့တာပါရှင့်ဒီမှာအခုမြင်နေရတော့သူကျွေးထားတဲ့အစာလေးတွေလည်းတစ်ချက်တော့ပြောပြပါဦး။ကျွေးထားတဲ့အစာအဓိကတော့ဒီတီမိုဒီမျက်ချောက်ပေါ့နော်။အဲတီမိုဒီမျက်ချောက်ကျွေးတယ်။သူကတီမိုဒီမျက်ချောက်ကကြာတော့ဟိုဟာဒီနိုင်ငံခြားလာတာပေါ့။ import သူကဒီသူကနိုင်ငံတိုင်းမှာမပေါက်ဘူး။အော်နိုင်ငံတိုင်းမှာမပေါက်ဘူး။အော်ဟုတ်။ဒီလိုမျိုးဒီအရွက်ကလေးတွေအမြင်လေးတွေအယိုးလေးတွေနဲ့အဖူးလေးတွေရှိတယ်။အော်ဟုတ်ကဲ့။ဟုတ် ဟုတ်ဟောသူကဒီအဖူးလေးနေအော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီအယိုးလေးပေါ့ဒါလေးသူတို့စားကြတာပေါ့နော်အဲအရန်ရှင်းနေသူတို့အယိုးကြီးတော့သူတို့မစားဘူးဒါသူတို့ရဲ့ဒါအဓိကပဲတဏီကုံထည့်ပေးထားရတယ်သူတို့တဏီကုံအစားအစာတရားရခိုင်နှုံးရဲ့80ခိုင်နှုံးကဒီမြက်ပဲဒါဆိုလူတွေကတချို့မှားကြတာလေလမ်းမေးကမြက်ကိုအချောက်ခံတယ်ထင်တာအမှန်တော့မဟုတ်ဘူးဒီမြက်တွေကသူတို့ကဟိုအဆိုးပဲရိတ်သိမ်းပြီးတော့အဆင်အဆင်ထုတ်ပို့ပြီးလောက်လာတဲ့ခါမှာ၆သွားတာပေါ့ မကခုနပြောဆဆချင်းမွေး6កောင်ပထမဦးဆုံး2កောင်អូပထမဦးဆုံးအမဆဆချင်း2018ခေတ်ကမွေးရတဲ့អូយုံလေးပေါ့เนาะ तू ကလေဆဆချင်းပထမလာမှာ तू အမတလောက်2កောင်2កောင်ဖြစ်သွားတာ သူကဆိုရင် lob ရယ်ခုနလေဆန်မွေးရှီရော lion head ရယ်နရွက်ကြတော့ lob ပေါ့နော်အဲပြီးတော့လေဆန်မွေးရှီရော lion head နောက်အမွှေးလေးတွေကသူကဟိုဝူလီလေးနည်းနည်းဆက်တယ်ဟုတ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 ်အဲ့လိုမျိုးလေးဆက်တယ်ရှင့်ဟုတ်သူကြတော့အသက်အသက်ကကြတော့အသက်ကသူကလည်း၃နှစ်ပဲအော်ဟုတ်သူကြတော့နော်မွှေးပူရှီပြီးတော့နော်ပုံစံလေးရအောင်တခြားဟိုဘက်ကကလေးရင်နဲ့မတူဘူးနော်မာနော်ပုံစံလေးရအောင်ဝူလီလေးကြတော့တစ်ခုလုံးရှိတယ်အဲသူတို့ကြတော့ဒီလေဆန်မွေးခေါင်းမှာ lion head ပေါ့ရှင်သိခေါင်းလို့ပူပြီးရှီတတ်တယ် ဒီကလေးလေးလည်းမိတ်ဆက်ပြီးပါအောင်မ။ तू ကတော့မှွေးကြလုံး။အဲ့သူအမွေးလေးရအကြာကြာလေးနဲ့လုံးနေလို့သူကတော့အမဝယ်တာမဟုတ်ဘူးသူကတော့ lock ပေါ့မျိုးစားအမအတိတယောက်အကူကြီးပေါ့နော်အဲ့အကောင့်ထဲက friend အကူကြီးကသူယုံအမွေးဖြစ်တော့လို့လေဒီအမကိုပေးတာပေးတော့သူအမကဒီကျမ်းမာရေးတွေပြောတယ်ကလေးတွေလည်းအများကြီးရှိတော့သူစိတ်ချတယ်ပေါ့ဆိုတော့အမကိုအပ်တဲ့သဘောပေါ့ဆိုတော့အဲ့နဲ့အမအထာထားသူလည်းအမစီရောက်လာတော့သူကအရွယ်ရောက်ပြီးသားယုံအရွယ်စားဖြစ်နေပြီပေါ့ရောက်တာတော့အမစီ၄နှစ်ရှိပြီ ုယ်အိမ်အကျဲပေါ်မှာမူတည်တာပေါ့နော်အကောင်းဆုံးကတော့၄ပေ၈ပေ၄ပေ၅ပေ၅ပေ၁၀ပေအဲ့လောက်ပတ်လည်လေးဆိုအရင်ကောင်းတယ်ပေါ့နော်ကျဲကျဲတလို့ပိုကောင်းတယ်ဆိုတော့သူတို့ကိုအဲ့လိုထားမယ်ဆိုရင်သေးပေါက်ဖို့အတွက်ကဒီလိုမျိုး ပန်းကြီးကြီးပေါ့နော်သေးပန်းပုံစံမျိုးကြီးကြီးပေါ့ကြီးမှသူတို့ကဒီ360လှည့်ပြီးသေးပောက်တာပေါ့နောက်ပြီးသူတို့ကအဓိကသေးပောက်တယ်ဤပါတယ်အပေါ်လေးစွန့်တာတွေကသူတို့ဒီမျက်ချောက်အနှံ့လေးရမျက်ချောက်လေးစားပြီးမှသူတို့ကအဲ့လိုသွားတဲ့ပုံစံမျိုးပေါ့နော်သွားတယ်ဆိုတော့အမရဒါလေးကိုဒါနီးမှန်လမ်းမှန်စနစ်တကျထားတဲ့ပုံစံလေးပေါ့မျက်ချောက်ချင်းလေးရှိမယ်ပြီးရင်သေးပောက်ရင်အောက်ကိုထားလိုက်ကြရမယ်အမွှေးမှသေးမပေအောင်အဲ့လိုပုံစံလေးထားရတာပေါ့နော် သနာဘယ်လိုလဲဆိုတော့လို့ထားတာကြွေးတာလေးတွေမသိတာပေါ့အဲ့ဒါကြာရုပ်တရက်မှာစကားမပြောရေရှည်ချမ်းမာကြီးထီလာမှဒါကိုကစေခန်းပြရင်နဲ့မှကြုံနိုင်တဲ့ကိစ္စပေါ့နော်ပုံမှန်ပဲကိုကြွေးတက်တယ်လို့ကြွေးတယ်သူများကြွေးတာကြည့်ပြီးကြွေးရဒီလိုလေးပဲရှိတာပေါ့ကြီးကြီးမားမားပြဿနာကြဘာဖြစ်သွားလဲဆိုတော့အမအဲ့လို၆កောင်တပြိုင်နဲ့မွေးတဲ့အခါမှာတကောင်းကောင်းနေမကောင်းတာကဖြိုင်သူဖြစ်ရင်မနိုင်တော့ဘူး ဒါကလေအသက်ရွယ်နဲ့လည်းမဆိုင်ဘူးတချို့ဆိုရင်ပိုဆိုးတာပေါ့နော်ခလေးလေးတွေလေခလေးလေးမွေးတာဆိုတော့မိဘကလည်းတခြားအလုပ်ရှိမယ်အိမ်လုပ်တွေနဲ့ယုံလုပ်တွေနဲ့ဆိုခလေးကဂယုမဆိုင်နိုင်ဘူးပေါ့နော်နေမကောင်းတာရဲ့နောက်ွယ်မှာဘာကြောင့်လဲဆိုတာအများကြီးရှိတယ်ဘလို့ထားလို့အေးမြဝင်းလျှောတာတော့မခုနလိုပေါ့အေးတာကြောင့်လည်းဝင်းလျှောတယ်အစာအစာကြောက်ကြောင့်လည်းဝင်းလျှောတယ်အရွက်ကြောင့်လည်းဝင်းလျှောတယ်ယာဒီဥဒုကြောင့်နောက် ပိုးပါလာလို့အပြင်ကနေတွားထားဖြစ်လာအများကြီးရှိတော့ဒါကိုကိုကနေပြီးတော့ဝင်းလျှော့တယ်ဒီဆေးတောက်ပါဆိုပြီးတော့အဲ့လိုရေးလို့မရအောင်မရတော့ဒီဝင်းလျှော့တာရဲ့အောက်မှာဘာဖြစ်လဲဆိုအများကြီးလေလာပြီးရေးတော့လေနောက်ပိုင်းအိုက်စာတွေကိုတို့ကဒီယုံကြည်တဲ့ပတ်သက်တဲ့ group တွေထဲမှာတို့ share ကြရတယ် share ရင်းနဲ့ကျမကိုလှမ်းပြီးတော့ပေါ့နော် page ကို mention ခေါ်တယ် ာလေးမတက်နိုင်ဘူး။ဥမာယုံလေးတွေကိုကလေးကကျူရှင်သွားရင်းနဲ့ဝယ်လာတယ်။အချို့ကျမနိုင်မဲပေါက်သွားတယ်အများကြီးဆိုချင်မှဒီမြက်ဖိုးတွေမတက်နိုင်တာတွေနောက်ကျန်းမာရေးဖြစ်လာတဲ့ခါကျရင်စိတ်မကုနိုင်ဘူး။ဟိုတော့သူကကြပေါ့ပေါ့ပါလေးနဲ့ဟိုကုလို့ရတာရှိတယ်သူကခွဲစိတ်မှရတာမျိုးလေးရှိရခါကျသူတို့အတွက်ကိုကုညီပေးမဲ့သူမရှိတော့အမကဘယ်လိုလုပ်လိုက်လဲဆိုတော့ကိုကမတီးပြီးတော့ပေါ့နော်ဒီ2000 ဟော20မှာအမအစပြီးတော့ဒီအစာရေးပိုင်းရောင်းဖြစ်တာပေါ့နော်ရောင်းဖြစ်တော့အဲ့ဒီ2028လပိုင်း9လပိုင်းလောက်မှာအမဖောင်ဒေးရှင်းကိုစလုပ်ခဲ့တာပေါ့နော်အဲ့မှာဖောင်ဒေးရှင်းရဲ့အရှိကောက်နာမည်ကတော့ဟို Rapid Health Care and Help ပေါ့နော်သူတို့ကယူဆိုင်တာသူတို့ကူညီပေးတာသူတို့ရဲ့ကျန်းမာရေးပြောပေးတာဆိုပြီးတော့ RHCHF ပေါ့နော်စလုပ်ဖြစ်တယ်ကလေးပေးခြင်းနဲ့ဘုရုပေးရမှမသိဘူးသူကလည်းယုံမွေးခြင်းနဲ့ဟိုမဝဲခြင်းဘူး ဟိုတနာလို့ရင်ခွင်တစ်ခုကိုပေးချင်တယ်ဆိုရဲမိဘရဲ့အတွက်ကိုကချားတဲ့ချိတ်ဆက်ပေးရနေရာလေးပေါ့ဆိုတော့ကျွန်မတို့စနစ်တကျစီကန်းနေနဲ့စာကြုပ်စာတမ်းနေနဲ့ပေးတာမူရအဲ့ဒါလေးစလုပ်ဖြစ်တယ်။နောက်ဒုတိယတစ်ခုကကြတော့ခုနလိုမျိုးဈေးစကားတွေများတယ်။နေမှာရှိရယ်။ခလေးကနေမကောင်းတော့ဘူး။ဒီအစာကျွေးရမယ်၊ဒီဈေးကျွေးရမယ်။ပတ်စံအလှင်မမီဘူးဆိုတော့ကျမတို့ကဒီမိဘတွေအလှူရှင်တွေလှူထားတဲ့ပတ်စံနဲ့ကျမတို့ပစ္စည်းပို့ပေးတယ်။အဲ့ဒီမှာဆိုကျမတို့အကုန် FOC အဲဆေးပစ္စည်းတွေဖိုးတွေပဲဒီမိဘတွေထဲပဲယူတယ်ဒီသွားပို့ခတွေပဲအကုန်ကျွန်မတို့ foundation ရက်တည်ပေးရတကူပေါ့ကျွန်မတို့ဘက်ကပေါ့နော်ဒီ lucky bunny fan page ကနေပြန်ရုပ်ပြန်လုတ်ပေးရအဲ့လိုမျိုးတွေနဲ့လုတ်တယ်နောက်တတိယတစ်ခုကကြတော့ဒီကျမ်းမာရေးကူတာအာတချို့ဆိုကလေးလေးတွေဆယ်ကျော်တက်လေးယုံမွေးရအာအန်ဒီကလေးကနရွက်ကိုက်မိသွားလို့မတော်စားအချင်းချင်းအာချုပ်ရမယ်ဆေးခန်းဆိုရင်လေသူတို့မှမိဘတွေကလည်းမလုတ်ပေးနိုင်ဘူးလုတ်တစ်ဖက်နဲ့ဆိုကျွန်မတို့မှတက်စီနဲ့သွားခေါ်သူတို့ကိုခလီမိဘခေါ်ခေါ်ပြီးတော့စေခန်းပို့ပို့ပြီးအိမ်ပြန်ပို့အဲ့တက်စီခရဲ့ကုန်ဖောင်ဒေးရှင်းဝင် အဲဘာစေခန်းကုခရေလေဖောင်ဒေးရှင်းဝင်ပေါ့တချို့ကလည်းပြန်လှူတာရှိတယ်အဲအဲ့လိုပေါ့ခုနလိုဒီယုံလေးတွေမွေးစားဖို့ပေးရခါကြရင်လေကျမတို့ကသွားတချို့ကမလာနိုင်ဘူးဆိုတော့ကျမအိမ်ထိသွားခေါ်တယ်လိုရှင်နဲ့မိဘစီတေချာပို့ပေးတယ်အဲအဲ့မှာဆိုတော့ကျမတို့ကပြီးဆိုရလို့လို့မရဘူးပေါ့နော်စီကချက်တွေအများကြီးပဲအာတေချာတို့ကိုပြောရတယ်စီကချက်တွေအမျိုးမျိုးပြင်ရတာပေါ့နော်